စွန့်နိုင်လို့မလွတ်တာလွတ်ချင်စွန့်ရမယ်မလျှော့နိုင်လို့မပေါ်တာပေါ်ချင်လျှော့ရမယ်လိုနေကြလို့အလိုမကြတာအလိုကြချင်မလိုချင်မှဖြစ်မယ်စိတ်မချလို့အိပ်မရတာအိပ်ပျော်ချင်စိတ်အတော်ပြင်းရမယ်စိတ်အတွင်းမလလို့ရုပ်အစင်းကြတာအစင်းလာခြင်းစိတ်အလှပြင်ရမယ်အရင်စစ်တော့ကိုယ်စိတ်ပါပဲ။ မကောင်းဖြစ်တာလဲဒီစိတ်မကောင်းညစ်တာလဲဒီစိတ်ဘဝကောင်းတာလဲဒီစိတ်ဘဝဆောင်းတာလဲဒီစိတ်စိတ်ထားလေးသာပြင်နိုင်ရင်ကုသိုလ်ဆိုတာနေရာတိုင်းမှာရှိပါတယ်အချိန်တိုင်းမှာရှိတယ်လူတိုင်းအတွေ့ရနေတာပဲစိတ်ထားမတက်ရင်တော့အကောင်းလို့ရင်မကောင်းရှုပ်နေတာလဲအများကြီးပဲမဟုတ်လားဒါကြောင့်ဘာပဲဖြစ်ဖြစ်လျှော့လိုက်ပါပေါ့သွားပါလိမ့်မယ်ဒါလည်းပဲ ဘိနုတော်ကောင်းများရဲ့ဘဝထဲမှာတရားလေးတွေနဲ့စိတ်တွေကိုတက်တောင့်တက်တာဖြစ်ပင်းစေခြင်းတဲ့သဘောပါစကလုံးလေးရဟိုခေကာလအတုံးလုံးလေးနဲ့ဘုန်းကြီးကစာလေးတွေကိုပေါ့ပါပါလေးနဲ့ဟိုခင့်မြောင်ကာယံနေပေလေးတွေနဲ့ရေးထားတာများပါတယ်လူငယ်တွေအတွက်အထူးရွှေတာပါပဲမစွန့်နိုင်လို့မလွတ်တာတဲ့လွတ်ချင်စွန့်ရမယ်ဒီစကလုံးလေးရဲ့ စွန့်လွတ်တယ်ဆိုတဲ့စကားလုံးနဲ့စွန့်မှလွတ်တာစွန့်လွတ်တယ်ဆိုတဲ့စကားကစွန့်ရင်လွတ်မယ်မစွန့်ရင်မလွတ်ဘူးထားပဲသူလွတ်ချင်စွန့်နိုင်အောင်ကြိုးစားရတယ်လွတ်ချင်စွန့်ဘယ်ကနေလွတ်ချင်နေဘယ်ကလွတ်ချင်လွတ်ချင် တွေ့ထားရဲစွန့်ခိုင်းတာမစွန့်လို့မလွတ်တာစွန့်ရင်လွတ်ရမယ်တဲ့စွန့်မလွတ်တာကတွေ့လို့မလွတ်တာဟုတ် အဲ့အတွေ့တွေကိုဆွန့်လိုက်တာနဲ့တွေ့တာမှုကလည်းလွတ်မြောက်သွားတယ်။တန်ရုံစင်တွေကိုဆွန့်လိုက်တာနဲ့တန်ရုံစင်ကလွတ်မြောက်သွားတယ်။ညမလို့ပစ္စည်းဝိထုကိုတွေ့ထားတဲ့စိတ်ကလေးကိုဆွန့်လိုက်ရင်ပစ္စည်းဝိထုကိုမတွေ့ဘူးဆိုရင်အဲ့တွေ့တာမှုကလွတ်သွားတာ။ညမဆွန့်နိုင်လို့မလွတ်ထားတဲ့လွတ်ချင်ဆွန့်ရမယ်။အပစ္စည်းဝိထုနဲ့ပတ်သက်ပြီးတော့နောက်တစ်ချက်လေးရတယ်မလျှော့နိုင်လို့မပေါ်တာ။ပေါ်ခြင်းလျှော့ရမယ်။ဟုတ်လေးတယ်ဆိုတာက မလျှော့နိုင်လို့လေးတာ။ပေါ့ကျင်လျှော့ပါဘာပေါ့ကျင်တာလဲဘာပေါ့ကျင် ပေါ့ကျင်ပေါ့ကျင်လျှော့စိတ်ပေါ့ကျင်တာလားစိတ်ပေါ့ကျင်နဲ့စိတ်လျှော့ရုပ်ပေါ့ကျင်လားရုပ်ပေါ့ကျင်နဲ့ရုပ်လျှော့ဘာလေးပဲပေါ့ကျင်ပေါ့ကျင်ပေါ့ကျင်လျှော့ပါ လူကြီးကများသွားပြန်လေးတယ်ဆိုတာတခြားကလေးတာမဟုတ်စိတ်ကလေးတာစိတ်ကိုလေးစေတဲ့အကြောင်းတရားတွေကိုစိတ်ထဲမှာထားလို့စိတ်လေးတာဆိုတော့ စိတ်ကလေးပေါ့ခြင်းနဲ့စိတ်ကလေးပေါ့ခြင်းအဲ့ဒါစိတ်ကိုလေးစင်တဲ့အရာတွေရှော့ချလိုက်ပေါ့စိတ်ပေါ့သွားတယ်စိတ်ပေါ့သွားရင်ရုပ်ပါပေါ့သွားတယ်စိတ်တွေကအဲ့ဒီလေးနေပြီဆိုရင်စိတ်တစ်ထစ်နစ်ဖြစ်ပြီဆိုရင်အဲစိတ်လေးနေတော့တာပဲစိတ်လေးခြင်းရဲ့အကြောင်းတရားကသူကလေးစီတဲ့အရာတွေကိုကိုယ့်ရဲ့ခေါင်းထဲမှာထည့်ထားစိတ်လေးစီတာကြောင့်ပေါ့ခြင်းရှော့ရမယ်ဩလွတ်ခြင်းစွန့်ပါပေါ့ခြင်းရှော့ပါ ဲ့ဒီခုကလည်းကောင်းတာပဲလိုနေကြလို့အလိုမကြတာတဲ့အလိုကြခြင်းမလိုခြင်းမှဖြစ်မယ်အလိုမကြဖြစ်တယ်ဆိုတာလိုနေလို့အလိုမကြဖြစ်တာပဲဟုတ်တာပေါ့လိုနေတော့လိုမကြဖြစ်နေမှာမလိုခြင်းတော့တဲ့လူတယောက်ကသူ့မှာလိုခြင်းမှုမှမရှိတာလိုခြင်းမှုမရှိတော့အလိုမကြဖြစ်တယ်ဆိုတာလည်းမရှိတော့ဘူး ။အော်ဘုရားလောင်းတို့တော်ကောင်းကြီးများဘယ်တော့မှအလိုမကျဖြစ်တယ်ဆိုတာမရှိတော့ဘူး။ယန္တာတွေများခိလေသာကုံသွားတော့လောဘမရှိတော့အလိုမကျမဖြစ်တော့ဘူး။လူကျင်တဲ့စိတ်ကလေးမရှိရင်အလိုမကျဖြစ်တယ်ဆိုတာမရှိတော့ဘူး။အော်ဒီပစ္စည်းလေးမလိုခြင်းမလို့ချင်းဒီပစ္စည်းနဲ့ပတ်သက်တဲ့ကိုယ်မှာအလိုမကျဖြစ်တော့ဒီအစားအသောက်လေးမစားခြင်းမစားခြင်းဒီအစားအသောက်နဲ့ပတ်သက်ပြီးအလိုမကျဖြစ်เสียအကြောင်းမရှိတော့ တော့ဆရာကကိုကိုဒီလိုဆက်ဆံစေချင်တယ်ဆိုတော့လိုချင်တဲ့စိတ်ကလေးမရှိရင်ကိုကိုတူကဒီလိုမဆက်ဆံလဲပဲကိုဘာမှဖြစ်တော့ကိုကလိုနေတာ哦ကိုကလိုနေတော့ကိုလိုတဲ့အတိုင်းမဖြစ်တော့အလိုမကျတယ်ဖြစ်တာဒါကြအလိုမကျခြင်းမလိုချင်နေတဲ့လိုချင်တဲ့လူတယောက်ကအလိုမကျဖြစ်စရာအကြောင်းမရှိပစ္စည်းကိုလိုချင်ရင်လည်းအလိုမကျဖြစ်မယ်လူတယောက်ကိုလိုချင်ရင်လည်းအလိုမကျဖြစ်မယ် ကိုယ်ကိုဒီလိုဆက်ဆံစေခြင်းနဲ့ပဲအဲ့လိုဆက်ဆံစေခြင်းနဲ့စိတ်ကရှိနေတဲ့အတွက်ကြောင့်မဆက်ဆံရင်အလိုမကျဖြစ်တာအလိုမကျဖြစ်တယ်ဆိုတာလိုနေကြလို့ပါပဲလားလိုနေသည်မအလိုမကျမုချဖြစ်မှာမလိုခြင်းမှ အလိုမကျဖြစ်ရတတ်တာမှာဒါလည်းပဲဘဝထဲမှာဟောကိုယ်ကအလိုမကျတယ်များရင်အဲ့အလိုမကျတဲ့စိတ်ကလေးကိုရှော့ချဖို့ဆိုရင်မလိုခြင်းနဲ့ပေါ့ဒါလေးဖြေလိုက်ရင်အလိုမကျတယ်နဲ့တော့ စိတ်မချလို့အိပ်မရတာတဲ့အိပ်ပျော်ခြင်းစိတ်အတော်ပြင်ရမယ်တဲ့လူတွေအိပ်မပျော်ဘူးဆိုတာအဲ့ဒါစိတ်မချလို့အိပ်မပျော်တာစိတ်တိုင်းမချဘူးစိတ်မချဘူးစိတ်ထဲမှာအတွေးတွေနဲ့ဝင်နေပြီဆိုရင်အဲ့ဒီလူကအိပ်ကိုမပျော်တော့အဲ့ရတဲ့ဘလောက်ပဲအိပ်စေးတောက်တာတချို့အိပ်စေးပြင်းပြင်းတောက်တာတော့မှအိပ်မပျော်တဲ့လူတွေရှိတယ်သူ့မှာစိတ်ချလက်ချအိပ်ဆိုင်အိပ်နိုင်တဲ့ကောင်းစွာအိပ်ဆက်နိုင်တဲ့စွမ်းအားတွေကကျနေတာ စိတ်တက်ကြရကြစိတ်တရားမချဖြစ်နေတဲ့အခါကျောင်းစိတ်မချတဲ့အတွက်ကြောင့်အိရတဲ့ဘလောက်ပဲအိစိတ်မချတဲ့လူကအိမရတော့နော်ဒါအိပြောခြင်းစိတ်အတော်ပြင်းရမယ်လားအိပြောခြင်းတဲ့လူကလူတိုင်းလူတိုင်းမှာအိုးချမ်းသာစွာအိဆက်နှုတ်ထခြင်းနှုတ်ထခြင်း ရှိနေတာကကံလေးတစ်မျိုးပဲကောင်းတာလေးပဲတချို့ကချက်ချင်းအိချက်ချင်းပြောတယ်ချက်ချင်းထချက်ချင်းနှုတ်တယ်ချို့က ိုက်တဲ့နေရာအိတ်အိတ်မပြောဘူးတချို့ဆိုရင်နေရာလေးပြောင်းလာနေအောင်အိတ်မပြောတော့ဆိုတော့အိတ်ပြောတဲ့ချမ်းသာစွာအိတ်ဆက်နိုင်တယ်ချမ်းသာစွာလို့ထားနိုင်တယ်ဆိုတာလည်းပဲဒါကဘဝအဲ့အတွက်ကောင်းတဲ့သဘောလေးပဲတချို့လူတွေကအိတ်မပြောတဲ့လူတွေရှိတယ်အိတ်မပြောတာဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ခန္ဓာကိုယ်ဆဲတဲ့ကြောင့်အိတ်မပြောတာလည်းရှိပေမဲ့တချို့လူတွေမှာစိတ်ထဲမှာ အိတ်မပြောတာတဲ့အိတ်မပြောစင်နိုင်တဲ့အရာတွေကိုထားပြီးတော့ဟိုတွေးဒီတွေးဟိုကြံဒီကြံနဲ့ဟိုဟာစိတ်မချတာဒါစိတ်မချဖြစ်နေတဲ့အတွက်ကြောင့်အိတ်မပြောတာလည်းရှိတဲ့အတွက်ကြောင့်အိတ်ပြောရင်တော့စိတ်မချတာကိုလျှော့ချရမယ်တဲ့။ဟော။နောက်တစ်ချက်စိတ်အတွင်းမလှလို့ရုပ်အစင်းကြတာတဲ့။ရုပ်အစင်းလှခြင်းစိတ်အလှပြင်ရမယ်။စိတ်အတွင်းမလှလို့ရုပ်အစင်းကြတာ။ စိတ်အတွင်းမလလို့ရုပ်အစင်းကြတာတဲ့ရုပ်လှခြင်းစိတ်အလှပြင်ရမယ်လူတွေကအလှကိုအလှကိုအေးပြားကပဲတတ်မှတ်တာပဲအပြင်မှန်ရပဲတတ်မှတ်တာပဲဒါတော့လူတွေကဟိုအသားဖြူတဲ့အသားမဲတယ်လူဒီလိုပြောကြတာလူတွေလည်းညတော့အပြောအဆာလွဲနေတာအပြောအဆာလွဲနေတာဘုန်းကြီးတပည့်ဘုန်းကြီးတငယ်ချင်းတပါအသားတော်တော်မဲတာအညာသား ညာသာသူ့အမြဲတမ်းနောက်တာမြင်သားမဲလိုက်လားညာသာဆိုသူကပြန်အသားမဲတာမဟုတ်ဘူးတဲ့အေးပြားမဲတာတဲ့ငါအသားမဲတာမဟုတ်အေးပြားမဲတာဟုတ်တာပေါ့ဒီကရဲညာအသားပေါ်အေးပြားဖုံးတာလားအသားမဲတာမဟုတ်အေးပြားမဲတာဘုရားအေးပြားကိုဟိုအသားပေါ်မှာဖုံးထားအေးပြားကိုအကြောင်းပြီးတော့ဟိုအေးပြားမဲတာကိုအသားမဲတယ်လို့အေးပြားဖြူတော့အသားဖြူတယ်တကယ်တမ်းကျတော့ ်ချူချင်းမဲချင်းဆိုတာအေးပြားကသတ်မှတ်တာကျွန်တော်ရုပ်အလှတွေဘလောက်ပဲလှလာစိတ်အလှမပိုင်လှနေတဲ့ရုပ်အလှကအလကားပဲစိတ်လှဖို့အရေးကြီးတယ်စိတ်တက်ကောင်းဖို့အရေးကြီးတယ်ကျောင်းစိတ်ကလေးကိုလည်းပြင်လိုက်ကြစမ်းပါစိတ်ကလေးပြင်လို့ရှင်အားလုံးကအေးချမ်းသွားတာပဲဆိုတော့စိတ်ထဲမှာစွန့်ကျင်တဲ့ပုံကိုယ်တွေရဲ့လွတ်ချင်တဲ့ပုံကိုယ်တွေရဲ့တွေ့တာမှုတွေရောကျင်တဲ့ပုံကိုယ်တွေပေါ့သွားကျင်တဲ့ပုံကိုယ်တွေအိပ်ပျော်ကျင်တဲ့ပုံကိုယ်တွေချမ်းသာကျင်တဲ့ပုံကိုယ်တွေအားလုံးဒီပုံကိုယ်တွေရဲ့ ဟိုတစ်ခုတည်းကိုကလုတ်လိုက်ကြစမ်းပါဆိုရင် သူတို့ရဲ့စိတ်ထားလေးပဲပြင်လိုက်ကြစမ်းပါလွမြောက်ခြင်းနဲ့ပေါ်ပါခြင်းနဲ့ငြိမ်းချမ်းခြင်းနဲ့ချမ်းသာစွာအိပ်ခြင်းနဲ့ဟိုအလားအပါလေးဖြစ်ခံစားခြင်းနဲ့ဆိုရင်အဲ့ဒီအချက်တွေအားလုံးတစ်ခုတည်းပဲပြင်လိုက်ရင် ပြီးသွားတယ်စိတ်ထားလေးပဲစိတ်ကိုပြင်လိုက်ရင် အားလုံးကပြင်ပြီးသားဖြစ်သွားတယ်ရုပ်အလှဖို့ဆိုရင်လည်းစိတ်အလှကိုလည်းပြင်လိုက်ပါ သူကမစွန့်နိုင်လို့မလွတ်တာဆိုရင်စွန့်နိုင်အောင်ကြိုးစားစွန့်နိုင်ဖို့ဆိုရင်စိတ်ကိုပြင်မစွန့်နိုင်တာစိတ်ကိုမပြင်နိုင်တော့တော့မစွန့်နိုင်တော့တွေ့တယ်ဆိုတာကလည်းအဲ့ဒီကိဋ္တာကတွေ့တယ်ဆိုရင်မဲ့ကိဋ္တာတွေကိုဒီဥဆောင်ပေးနေတာကစိတ်ကဥဆောင်ပေးနေတာပဲအရာအလုံးကိုစိတ်ကဥဆောင်ပေးနေတာအရာအလုံးကိုစိတ်က ဟိုထိမ့်ချုပ်ပေးနေတာဖြစ်တဲ့ကြောင့်ကုစိတ်ထားလေးသာပြင်လိုက်လို့ရှိရင်အားလုံးကအေးချမ်းချမ်းလေးဖြစ်သွား။ရောမလို့ဆွန့်လွတ်တယ်ဆိုတဲ့သူတွေမှာဆွန့်နိုင်ရင်လွတ်တာပဲ။ပေါ့ကျင်တဲ့ပုံပေါ်တွေကရှော့နိုင်ရင်ပေါ့မှာပဲ။ဆိုဆွန့်လဲဆွန့်နိုင်တယ်ရှော့လဲရှော့နိုင်တယ်ဆိုရင်လွတ်လဲလွတ်မယ်ပေါ့လဲပေါ့မှာပဲ။ဒါသဘာဝပဲ။ဒီသဘောတရားလေးကိုဆင်ခြင်နိုင်လို့ရှိရင်ဘုန်းကြီးတို့တော်ကောင်းများကခုရှိမှတွေ့ထားတဲ့အရာလေးတွေဆွန့်လွတ်နိုင်အောင်ကြိုးစားရတယ်။ ဒေချာတွေးကြည့်ရင်စိတ်ထားလေးသာပြင်နိုင်ရင်လည်းကုသိုလ်ဆိုတာနေရာတိုင်းမှာရှိတယ်တဲ့အချိန်တိုင်းမှာဖြစ်တယ်လူတိုင်းအတွက်ရနေတယ်စိတ်ထားမတက်ရင်တော့သူကအကောင်းလုပ်နေရင်လည်းမကောင်းရှုပ်နေတာလည်းရှိမှာပဲနေရာတိုင်းမှာကုသိုလ်ရှိတယ်အချိန်တိုင်းမှာကုသိုလ်ရှိတယ်လူတိုင်းမှာကုသိုလ်ရှိတယ်စိတ်ထားလေးပဲပြင်ရကုသိုလ်ဆိုတာကနေရာတိုင်းမှာရှိတယ်ယူတတ်ဖို့ပဲလိုတယ် ထို့အတူပဲအာဟုသူဆိုတာလည်းပဲနေရာတိုင်းမှာရှိတဲ့ရှောင်းတက်ပုပဲလို့နေရာတိုင်းမှာကုသိုလ်ရှိတယ်ကိုကယူတတ်ရင်နေရာတိုင်းမှာကုသိုလ်ရတယ်နေရာတိုင်းမှာအာဟုသူရှိတယ်ရှောင်းတတ်ရင်အဲ့ဒါအာဟုသူကမဖြစ်ဘူးအော်ကုသိုလ်လုပ်ရင်လည်းအာဟုသူဖြစ်နေတာလည်းအများကြီးအာဟုသူတွေကြားထဲမှာလည်းကုသိုလ်ရအောင်နေနိုင်တဲ့သူတွေအများကြီးဆိုတော့ ဓိကလူတယောက်ရဲ့ခံယူချက်စိတ်ထားပဲစိတ်ထားပဲဆိုတော့ဘယ်နေရာမှာပဲသွားသွားဘယ်သူနဲ့ပဲနေနေဘယ်ချိန်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့နှလုံးသွင်းမှန်ကန်မှုဒီကုသိုလ်ဖြစ်ဖို့အကြောင်းတရားပဲဒါကြောင့်စာပေမှာကသဗ္ဗရိတုပါနိတယယောနိတောမနတိကာရပတိရူပဒေတာဝါဒတတမသဝနာဆိုပြီးတော့ကုသိုလ်ဖြစ်ကြောင်းတရား၄ပါး ကုသိုလ်ဖြစ်စရာအကြောင်းတရားကသပ္ပရိတုပါနေတယသူတော်ကောင်းကိုအမိဖြူရရင်လည်းပဲကုသိုလ်စိတ်ဖြစ်လေတဲ့အတ္တမတဝနာသူတော်ကောင်းတရားကိုကြားနိုင်နိုင်နဲ့စွန့်အားရှိရင်လည်းပဲကုသိုလ်ဖြစ်လေတဲ့ပတိရူပဒေတာဝါဒသင်နေလှောက်ပတ်တဲ့နေရာမှာနေရတာလည်းကုသိုလ်ဖြစ်ခြင်းအကြောင်းတရားပဲယောနိသောမနတိခါရနှလုံးသွင်းမှန်တာလည်းပဲကုသိုလ်ဖြစ်ခြင်းအကြောင်းတရားပဲအရေးကြီးဆုံးအယောနိသောမနတိခါရပဲ ုသိုလ်ဖြစ်အောင်တွေးတတ်တဲ့စိတ်ကလေးရှိရင်ကုသိုလ်ဖြစ်တယ်တဲ့အာယောနိတော်မနတိကာရအတွေးမှားတာနဲ့အကုသိုလ်ဖြစ်အောင်တွေးလိုက်တာနဲ့အကုသိုလ်ဖြစ်သွားတာပဲဆိုတော့ဘယ်နေရာမှာပဲနေနေဘယ်သူနဲ့ပဲနေနေဘယ်ချိန်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ယောနိတော်မနတိကာရကုသိုလ်ဖြစ်အောင်တွေးတတ်တဲ့စိတ်ကလေးကကုသိုလ်ဖြစ်တာပဲမတွေးတတ်တော့တရားနိုင်ရင်လည်းဘုရားကြီးနဲ့တရားရှိလိုက်တာအဲ့ဒါကတရားနိုင်ရင်လည်းသူကအကုသိုလ်ဖြစ်သွားတယ် ။အော်တခါခါကျတော့အိုးအကုသိုလ်လုပ်နေနဲ့လုပ်နေရပြီမြင်ဟိုစိတ်မပါပဲနဲ့ကောင်းတဲ့အာယုံလေးနဲ့ကုသိုလ်လေးတဲ့အာယုံပြုတ်ပြီးတော့အကုသိုလ်လုပ်ဖြစ်သွားတဲ့လူတယောက်ကြတော့လုတော့တဲ့အကုသိုလ်ပဲနေရတာပဲအကုသိုလ်ဝိညာဉ်မှာနေရတာပဲ။ဒါစိတ်ထားလေးကကုသိုလ်စိတ်လေးတွေလွှမ်းမိုးနေတော့သူကအကုသိုလ်တွေကြားမှာပဲကုသိုလ်တွေဖြစ်နေတာ။ဆိုတော့နေရကအရေးမကြီးဘူး။ချိန်ကအရေးမကြီးလူကအရေးမကြီးဘူး။ကုသိုလ်ဖြစ်အောင်နေတတ်ဖို့ပဲစိတ်ထားလေးနှလုံးသွင်းနေမှန်ကန်ဖို့ပဲအဲ့ဒါကအဓိကကြတာ။ အဓိကကြတာတော့ရောက်လို့ဘသူနဲ့တွဲနေရလို့အာဟုသူဖြစ်တယ်ဘယ်နေရာမှာနေရလို့အာဟုသူဖြစ်တယ်ဟိုကိုယ့်အချိန်နဲ့မကိုက်လို့အာဟုသူဖြစ်တယ်ဆိုတာတက်စာရင်ဘသူနဲ့ပဲတွဲတွဲပါဘယ်နေရာမှာပဲနေနေပါနော်ဘသူဘယ်ချိန်မဲ့ဖြစ်ဖြစ်ပါကုသိုလ်ဆိုတာကယူတတ်ရင် နေရာတိုင်းမှာကုသိုလ်ရှိပါတယ်လူတိုင်းမှာကုသိုလ်ရှိပါအချိန်တိုင်းမှာကုသိုလ်ရှိပါတယ်ဒီကတော့ကိုယ့်ရဲ့ကုသိုလ်ဖြစ်အောင်နှလုံးသွင်းတတ်တဲ့ယောနိသောမနတိကာရစိတ်ကလေးကအရေးကြီးတာပါပဲတခုတော့ရှိတာပေါ့သူကခံယူတတ်တဲ့စိတ်ထားမရှိရင်တော့ဘယ်နေရာမှာပဲနေနေအကုသိုလ်ကတော့ဖြစ်နေမှာပဲအကုသိုလ်ကဖြစ်နေမှာပဲအဲတခါခါကျတော့လူတွေမှာချိန်တိုင်းနေရာတိုင်းမှာကုသိုလ်ရှိတယ်အကုသိုလ်ရှိတယ်ဆိုပေမဲ့ကိုယ့်ရဲ့အကုသိုလ်က အတိတ်ကပါလိုက်အကုသိုလ်တွေရဲ့မသိမှုအဝိဇ္ဇာအာကြီးတဲ့သူတွေကြတော့ဘယ်နေရာမှာပဲနေနေကုသိုလ်ရဖို့မလွယ်ဘူး။တချို့ကုသိုလ်ကုသိုလ်မှမသိတာအကုသိုလ်အကုသိုလ်မှမသိတဲ့မောဟအာကြီးတဲ့သူတွေလည်းရှိတယ်။အဲမသိတကမသိတဲ့မှာအဲဒီကုသိုလ်နဲ့အကုသိုလ်မသိတာအဆိုးဆုံးပဲတဲ့။မသိတာအဆိုးဆုံးပဲ။လူတွေမှာတခါခါလူလောကဥပဒေရှိတယ်။မကောင်းတဲ့အကုသိုလ်အလုပ်တစ်ခုကို အကုသိုလ်အလုပ်တစ်ခုကိုမဟုတ်တဲ့အလုပ်တစ်ခုတိပိလုပ်တဲ့သူနဲ့မတိပွဲလုပ်တဲ့သူဘယ်သူကပိုအပြစ်ကြီးလဲလောကအကြောင်းရမမပစ္စည်းခိုးလိုက်တယ်မဟုတ်တာလုပ်လိုက်တဲ့ပုံကိုတယောက်ကမတိလို့ခိုးမိတာမတိလို့သူတစ်ပါးကိုတမ်းမိတာမတိလို့လုပ်တဲ့အကုသိုလ်နဲ့တိပိလို့လုပ်တဲ့အကုသိုလ်ဘယ်အကုသိုလ်အပြစ်ကြီးလဲဆိုမိတာရှိတယ်တော်တော်များများကတော့လူတော်များများအိုးတိပိလို့ထားပို့ပြီးတော့အပြစ်ကြီးတာပေါ့တိပိတော့လို့လို့ထားပို့ပြီးတော့အပြစ်ဒဏ်ရောက်တာပေါ့ဟုတ်တယ် ောကဥပမာတိုင်းပြည်တစ်ခုမှလည်းဒီလိုပဲအဲအပြစ်တစ်ခုကိုကျူးလွန်တယ်ပြည်သူကြီးနဲ့တမင်ကကျူးလွန်အပြစ်ကပိုကြီးလေးရယ်မသိဘဲနဲ့ယုတ်တဲ့ကျူးလွန်မိတာကအပြစ်ကပေါ့လေလောကဥပဒေတွေမှာဒါပေမဲ့ဗုဒ္ဓအပြစ်တမသဘောရကြတော့အာဟုတုတစ်ခုကိုမကောင်းတာတစ်ခုကိုတီးပြီးလှုပ်တာနဲ့မတီးပဲလှုပ်တာကားတဲ့မတီးပဲလှုပ်တာပို့ပြီးအပြစ်ကြီးတယ် အာဟုတ်ပါမလားဥပမာလေးပေးတဲ့စာပေမှာဥပမာဘလို့ပေးလဲဆိုတော့မိကြီးခဲတစ်ခုမိမိကြီးခဲကိုတဲ့အရန်ပူချင်းနဲ့ပြဖုံးထားတဲ့မိကြီးခဲကိုမိကြီးကန်းကိုမိကြီးခဲမှမသိပဲကင်တဲ့လူနဲ့မိကြီးခဲကိုမိကြီးခဲမှသိပြီးတော့ကင်တဲ့သူဘသူကပို့ပြီးတော့ပူလဲဆိုတာဥပမာပေးတယ် ။အော်မီးခဲကိုမီးခဲမှမသိပဲခိုင်းနေသူကမသိတဲ့အတွက်ကြောင့်အားရပါရစုပ်ခိုင်းနေတော့သူ့မှာပို့ပြီးတော့ပူလောင်ခိုင်းရတယ်။မီးခဲကိုမီးခဲမှန်သိပြီးတော့ခိုင်းနေလို့ကတော့တတ်တာအောင်မိညာလေးတွေနဲ့သူအပူတတ်တာအောင်ခိုင်းနေအတွက်ကြောင့်သူကသိပြီးတော့ခိုင်းနေလို့မှာအဲအပူတတ်တာတယ်။ဒီမှာရှုတော့ရင်အဲ့လိုပဲအာဟုသူမှလည်းပဲတဲ့တိပြီးတော့လုတ်တဲ့အာဟုသူမတိပဲလုတ်တဲ့အာဟုသူကတိပြီးတော့လုတ်တဲ့မတိပဲလုတ်တဲ့အာဟုသူကပို့အပြစ်ကြီးတယ်တဲ့ မသိတာကိုကအပြည့်ကြည့်နေတာလေ။အော်ကုသိုလ်ကုသိုလ်မှမသိတာအကုသိုလ်အကုသိုလ်မှမသိတာကိုကအဲ့ဒါတတော်ကိုအပြည့်ကြည့်နေမောဟလို့ခေါ်။ဒါကြောင့်မလို့ဘဝမှာအဲ့ဒီအဝိဇ္ဇာဖုံးပြီးတော့ကုသိုလ်အကုသိုလ်သိနိုင်တဲ့စွမ်းအားမရှိတဲ့လူတယောက်ကတော့ကုသိုလ်ဖြစ်ဖို့မလွယ်တော့ကုသိုလ်ဖြစ်ဖို့မလွယ်တော့ဘလူနဲ့ပဲပေါင်းပေါင်းဘလောက်ပဲဘလူနေရာမျိုးပါပဲနေနေဘလူနေရာမျိုးပါပဲနေနေဘလူအချိန်မျိုးပဲဖြစ်ဖြစ်ကုသိုလ်ကိုကုသိုလ်လို့သိနိုင်တဲ့စွမ်းအားမရှိတဲ့သူ နော်အာဟုသူနဲ့ကုသူမကွဲတဲ့အဝိဇ္ဇာအားကြီးတဲ့လူကြတော့သူတို့ကဘလို့ပဲနေနေဘလို့ချိန်မဲဖြစ်ဖြစ်သူတို့ကကုသူဖြစ်ဖို့မလွယ်ဘူးဆိုတော့တာမန်လူတွေအတွက်ကတော့တာမန်လူတွေအတွက်ကတော့စိတ်ထားလေးသာ ပြင်တတ်မယ်ဆိုရင်ကုသူဖြစ်เสียအကြောင်းတွေအများကြီးရှိပါတယ် အထူးသဖြင့်ဗုဒ္ဓဆာပေအလိုရတော့နှလုံးသွင်းမှန်ကန်တဲ့သူရဲ့သူတော်ကောင်းတရားကိုနားထောင်ခွင့်ရှိတဲ့လူရဲ့သူတော်ကောင်းကိုအမိပြုရတဲ့လူနေရဲ့တင့်တင့်ရဲ့အတွက်လျှောက်ပတ်တဲ့နေရာမှာနေရတဲ့လူတွေဟာတဲ့ကုသဖြစ်ကြောင်းတရားတွေပိုင်ဆိုင်နေတဲ့သူတွေပဲဖြစ်တယ်လို့စာပေမှာဆိုထားတာရှိတယ်။ဒါကြောင့်မလို့ပြောချင်တာကစိတ်ထားလေးက လူတွေကိုကုသိုလ်ဖြစ်ဖို့အများကြီးပတ်မိုးပေးတာဖြစ်တဲ့အတွက်ကြောင့်ခုနကပူလောင်လာတယ်ငြိမ်းချမ်းမှုတွေညော့နေတာတွေအိုးလေးနေတာစိတ်လေးနေတာတွေစိတ်တွေမရှင်မပြတာတွေအားလုံးရဲ့အချုပ်ဟာတဲ့ဒီစိတ်ကလေးကြောင့်ပဲဖြစ်တာစိတ်ကလေးသာပြင်လဲလို့ရှင်ပူတာတွေလည်းမရှိတော့ဘူးရှုပ်ထားတယ်လည်းမရှိတော့လေးတာတွေလည်းမရှိတော့တွေ့တာတွေလည်းမရှိတော့ကြောက်မလို့ဆွန့်လွတ်ကြည့်လိုက်စမ်းပါလွတ်မြောက်ခြင်းနဲ့ပုဂ္ဂိုလ်ကဆွန့်နိုင်အောင်ကြိုးစားရတယ်မဆွန့်လို့မလွတ်တာ မစုံလို့မလွတ်တာစုံလို့ဆိုတဲ့စကားလုံးကတေချာခွဲကြည့်စွရင်လွတ်မယ်မစွရင်မလွတ်ဘူးအဲလွတ်ချင်စွန့်နိုင်အောင်ကြိုးစားတယ်။အိုးပေါ့ကျင်တဲ့လူကလျှော့ရတယ်မလျှော့လို့မပေါ့တာမလျှော့လို့တင်းထားတင်းထားတော့တင်းတဲ့သူကပိုလေးတာဒီမှာအဲ့တင်းထားတာကြီးကစိုးတာပဲမလျှော့နိုင်ဘူးမလျှော့နိုင်ဘူးတင်းတာပဲမလျှော့နိုင်လို့တင်းထားရင်ဘယ်သူခံစားလဲတင်းတဲ့လူကခံစားတယ် သူများများတင်းနေတယ်များများခံစားရလေပဲမလျှော့တော့မပေါ့ဘူးဆိုအဲ့ဒါပဲမလျှော့တော့တင်းထားရင်တင်းထားတော့ခံစားရတာတင်းလို့ရင်ပြက်တယ်ဆိုတာအမှန်ပဲတန်ရောစင်တင်းလို့ရင်လည်းပြက်တာပဲဟိုဒေါသတွေတင်းလို့ရင်လည်းပြက်တာပဲအလိုလိုဘာတွေတင်းလို့ရင်လည်းပြက်တာပဲတော့ပေါ့ခြင်းလျှော့ပါမလျှော့နိုင်လို့မပေါ်တာပေါ့ခြင်းလျှော့ရမယ်ဆိုအဲ့ဒါလေးရှိတယ်ကျွန်တော်ဆွတ်လို့မှဆွတ် ဆွနိုင်တဲ့ပုပ်ကလွတ်မှာပဲရှော့နိုင်တဲ့လူကပေါ်မှာပဲ။ဟောတခြားတခါထပ်ပြီးတော့ဒီစာလေးတွေကပြန်ပြီးတော့အဲ့ဒါလေးပြန်ကြည့်ရင်သူကအလိုချချင်တဲ့ပုပ်ကအလိုမချအလိုမချဖြစ်တယ်ဆိုတော့လူချင်းသားတွေများလို့ဆိုတော့အလိုချချင်အလိုမချတာတွေကိုလူချင်းသားတွေကိုရှော့လိုက်ရတယ်။လူချင်းမှုရှိနေတော့အလိုမချဆိုတာကရှိနေမှာပဲဖြစ်တဲ့အတွက်အလိုချချင်မလိုချင်မှဖြစ်မှာ။ စိတ်မချလို့အိပ်မရတာတဲ့အိပ်ပျော်ခြင်းစိတ်တော်ပြင်ရမယ်တော့အိပ်ပျော်ခြင်းစိတ်တော်ပြင်ရမယ်စိတ်ကြောက်အိပ်မပျော်တာပဲဆိုတော့စိတ်ကလေးပြင်လိုက်ပါစိတ်အတွင်းမလှလို့ရုပ်အစင်းကြတာတဲ့အစင်းလှခြင်းစိတ်အလှပြင်ရမယ်ရုပ်တွေသိပ်ပြင်နေရလူတွေကတော်တော်များများရုပ်ကိုပဲပြင်တာများတယ်စိတ်ကိုမပြင်ရုပ်တရားတွေဘလောက်ပဲပြင်ပြင်စိတ်ကမပြင်လို့ရှိရင်တော့အဲ့အပေါ်ပိုင်းပြင်နေတဲ့ရုပ်အလှက အတွင်းစိတ်ပုတ်နေတဲ့အတွက်ကြောင့်ရုပ်အလှကစိတ်အလှမပေါ်တော့ဘူးစိတ်တွေမလှတဲ့အခါကျတော့ရုပ်တွေဘလောက်ပဲအဲပြင်ပြင်သူတို့ရဲ့အလှကမပေါ်တော့ဘူးဆိုတော့တတဝါတော်တော်များများလူတွေကိုဒုက္ခပေးတာအဲ့ဒီစိတ်အတွင်းစိတ်တွေကဒုက္ခပေးတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်စိတ်ထားလေးကို ပြင်နေအောင်ကြိုးစားရတယ်ပြင်နေအောင်ကြိုးစားရတယ်ဆိုတော့ဒီအပိုင်းမှာဘုန်းကြီးအဓိက ဆောင်ပေးပြီးပြောချင်တာကိုကိုဆုံးမခြင်းအပိုင်း16မှာဆောင်ပေးပြီးပြောချင်တာဒီအချက်လေးဒီငါချက်ပါပဲဆွန့်လွတ်ထားရဲ့ပေါ်ပါချင်တာရဲ့အလိုချအလိုချဖို့ရဲ့နော်စိတ်ချဖို့ရဲ့ကျုပ်စိတ်အလှပြင်ဖို့စလှဖို့ရဲ့ဒီအချက်၅ချက်ဆွန့်နိုင်မှလွတ်မယ်လွတ်ချင်ဆွန့်ရမယ်နော်မဆွန့်နိုင်လို့မလွတ်တာလွတ်ချင်ဆွန့်ရမယ်မလျှော့နိုင်လို့မပေါ်တာပေါ်ချင်လျှော့ရမယ် ပေါ့ခြင်းလျှော့လိုက်စမ်းပါ။ဗာလေးပဲပေါ့ခြင်းပေါ့ခြင်းအဓိကစိတ်ကလေးပေါ့ခြင်းစိတ်ကလေးပေါ့ခြင်းစိတ်ကလေးလျှော့လိုက်။စိတ်လျှော့ရင်စိတ်ပေါ့သွားမှာ။လူနေကြလို့အလိုမကျဖြစ်တာအလိုကျခြင်းမလိုခြင်းနဲ့ဖြစ်။လူခြင်းလူမကျမဖြစ်တော့။လူနေတော့အလိုမကျကတော့ဖြစ်နေမှာပဲ။ဘာပဲလူလို့ဘာပဲလူလို့ဘယ်တော့မှအလိုပြည့်တယ်ဆိုတာမရှိလူလူတွေမှာ။โอ้တော်ပါပြီမလိုခြင်းတော့ပါဘူး။ ဆိုတာကရှိ ው မရှိ ው မြန်မြလူကြည့်ရတဲ့လူကမြန်မြကိုလူချင်းတာအကြာကြီးချီရကြီးပဲเนาะဒါကြောင့်မို့အလိုမကျဘူးဆိုတာကိုကလူနေလို့အလိုမကျဖြစ်တယ်အဲ့တော့အလိုကျချင်ရင်မလိုချင်ကြနဲ့ဘာမှမလိုတော့ဘူးဆိုဘာမှအလိုမကျဖြစ်เสียမရှိတော့ဘူးစိတ်မချလို့အိမ်မရတာအိပ်ပျော်ရင်စိတ်အတော်ပြင်းရကိုကစိတ်မချဒါစိတ်မချဒီစိတ်ကလေးရှိနေရင်အိယာတွေဘလောက်ပဲအိတ်ဆိုဖာကြီးတွေဘလောက်ပဲကောင်းတဲ့နေရာမှာပဲအိတ်ဘယ်တော့မှအိတ်မပျော်ဘူး ကျွန်အိပ်ပျော်ခြင်းကိုစိတ်လေးကိုပြင်းရတယ်စိတ်ကလေးပြင်းအိပ်ပျော်သွားပါပြီနော်စိတ်အတွင်းမလာလို့ရုပ်အစင်းကြတာအစင်းလာခြင်းစိတ်အလှပြင်းရမယ်စိတ်အတွင်းကလှရင်ရုပ်အစင်းကလည်းပဲလှပြီးသားပါစိတ်အတွင်းမလာရင်ရုပ်အစင်းကကြတယ်စိတ်ထောင်းတော့ကိုကြည့်စိတ်ပြိုတော့ကိုနူးဆိုတာရှိတယ် ဒီမှာစိတ်ကစိတ်တက်ကြသွားတာရုပ်ပါရုပ်ပါတခါလဲလိုက်ကြသွားတာဆိုတော့စိတ်အတွင်းလှရင်ရုပ်အစင်းလည်းလှပါတယ်စိတ်အတွင်းကြရင်ရုပ်အစင်းလည်းကြပါတယ်ဆိုတော့စိတ်ထားလေးပြင်လိုက်ကြစမ်းပါ စိတ်ထားလေးသာပြင်ရင်လူတိုင်းလူတိုင်းမှာနေရာတိုင်းမှာကုသိုလ်ရှိပါတယ်အချိန်တိုင်းမှာကုသိုလ်ရှိပါတယ်နေရာတိုင်းမှာကုသိုလ်ရှိပါထို့တူပဲစိတ်ထားမတက်ရင်ဘယ်နေရာမှာပဲနေနေဘယ်အချိန်ပဲဖြစ်ဖြစ်ဘယ်သူနဲ့ပဲဖြစ်ဖြစ်အကုသိုလ်ဖြစ်ဖို့တွေ့ပါတယ်ကုသိုလ်ဆိုတာနေရာတိုင်းမှာရှိတယ်ယူတက်ဖို့ပဲလိုပါတယ်အကုသိုလ်ဆိုတာလူတိုင်းမှာရှိတယ်ရှောင်တက်ဖို့ပဲလိုပါတယ်အရေးကြီးဆုံးကဘယ်သူ့ကိုမှရုံးမဲ့ဖွင့်မနေဘဲနဲ့ကိုယ့်ကိုအမြဲတမ်းစင်ကျင်ကိုယ့်ကို အသည့်လေးတွေနဲ့နှလုံးသွင်းရင်ပြီးတော့ဟုတ်စိတ်ထားလေးကိုပြေပြီးတော့နေရတဲ့ဘဝအခိုက်အတန့်မှာစိတ်တိုင်းကြအောင်ကြိုးစားပါအလိုကြအောင်ကြိုးစားပါနေနေတာရော့တော့အောင်ကြိုးစားပါဆုံးလို့ လွတ်ချင်တာတွေကိုစွန့်ပြီးတော့ကြိုးလွတ်အောင်ကြိုးစားပါကိုယ့်ရဲ့ရုပ်အလှကိုစိတ်အလှလေးပြင်ပြီးတော့ကြိုးစားပါအဲ့ဒီစိတ်ထားလေးနဲ့နေမယ်ဆိုရင်အလွန်သူတော်ကောင်းနေဟာကိုယ့်ရဲ့စိတ်ကလေးကိုပြင်နိုင်တဲ့အတွက်ကြောင့်ဘဝမှာနေရတာအလှလေးနဲ့ပြည့်စုံတဲ့ဘဝတန်ဖိုးရှိတော်လူများဖြစ်နိုင်ကြပါတယ်ဒါကြောင့်ကိုယ့်ဘဝကိုစိတ်အလှဆင်ပြီးတော့ဘဝကိုအလှရှိပြီးတန်ဖိုးရှိတဲ့သူများဖြစ်နိုင်ကြပါစေကုန်တော့တည်